မင်္ဂလာပါရှင်မြန်မာ story hot channel ကကြိုဆိုပါတယ်ဒီနေ့မှာတော့ကျမတို့တင်ဆက်ပြီးသွားမယ့်အကြောင်းအရာကတော့ဗုဒ္ဓဘာသာ ကျမ်းဂန်များမှာဖော်ပြထားတဲ့ကာမဝိဇ္ဇရာနတ်ပြည်၆ထက်အကြောင်းပဲဖြစ်ပါတယ်32ဘုံနဲ့မှာပါဝင်တဲ့လူဘုံထက်သာလွန်တဲ့စီစဉ်ချမ်းသာရင်းနဲ့ပြည်စုံတဲ့နတ်ဘုံတွေဟာဘလို့တည်ရှိနေတယ်လဲဘသူတွေနေထိုင်ကြတယ်လဲ သူတို့ရဲ့တတန်းတွေကဘလောက်တောင်ရှည်ကြကြသလဲဆိုတာကိုအသေးစိတ်လေ့လာကြည့်ကြရအောင်ပါလားရှင်။နှစ်ပြီ6ထက်ကိုတီနီယာယာဘုံမစတုမဟာရနဲ့အာကာသစတုမဟာရဆိုပြီးခွဲခြားနိုင်ပါတယ်။အောက်ဆုံးဖြစ်တဲ့စတုမဟာရနဲ့တာရိန်သာနှစ်ပြီနှစ်ခုကတော့မြေပြင်နဲ့နှီးပြီးကျန်တဲ့နှစ်ပြီလေးတက်ကတော့ကောင်းကင်ယံမှာတည်ရှိကြပါတယ်။ပထမဆုံးနှစ်ပြီဖြစ်တဲ့ မြမိုတောင်ရဲ့အလဲပိုင်းမှာတည်ရှိရဲ့စတုမဟာရဲ့နတ်ပြည်ပဲဖြစ်ပါယဒီနတ်ပြည်ကိုလေးဘက်လေးရန်ကအုပ်ချုပ်ကြတယ်နမင်းကြီးလေးပါးကိုအစွဲပြူးပြီးခေါ်တာဖြစ်ပါတယ်အရှိဘက်မှာတော့ကန္ဓမနတ်ဒီရဲ့အကြီးကဲဖြစ်တဲ့တတရထနမင်းကြီးအနောက်ဘက်မှာတော့နဂါနတ်မြရဲ့အကြီးကဲဖြစ်တဲ့ဝိရူပကနမင်းကြီးမြောက်ဘက်မှာတော့ဘလူးဘလူးမရက္ခနတ်မြရဲ့အကြီးကဲဖြစ်တဲ့ ကုဝေရဝေတဝန်နမင်းကြီးတောင်ပတ်မှာတော့ဘလုံးနတ်များရဲ့အကြီးအကဲဖြစ်တဲ့ဝိရုထက်ကနမင်းကြီးကိုဖြစ်ပါတယ်။ဒီနတ်ပြည်ဟာနတ်တွေနတ်မိတ်စားတွေယုကဆိုးတွေပုံမဆိုးတွေအစရှိရဲ့နတ်မျိုးမျိုးတွေစံရပုံဖြစ်ပြီးလူပုံနဲ့အနီးဆုံးဖြစ်ပါတယ်။စတုမဟာရဲ့နတ်သက်ကတော့နတ်နဲ့900ဖြစ်ပါတယ်။လူနဲ့900ဟာနတ်တို့ရဲ့တရက်ဖြစ်ပါတယ်။ စတူမဟာရဲရဲ့အထက်မြေမူတောင်ထိပ်ဖြားမှာတရှိရဲ့နှက်ပြီရတော့တာရိန်သာနှက်ပြီပဲဖြစ်ပါတယ်ဒီနှက်ပြီဟာတကြမင်းကတက္ကနမင်းကြီးအစိုးရရဲ့ဘုံဖြစ်ပြီးနမင်းကြီး33ပါးဆံမြန်းရနှက်ပြီလည်းဖြစ်ပါတယ်တာရိန်သာဆိုတာကလည်း33လို့အဓိပ္ပာယ်ရပါတယ်တော်ရင်သားရဲ့ထူးခြားချက်တွေကတော့မြတ်စွာဘုရားရှင်ရဲ့စံတော်မခိုက်တော်တို့တရှိရာ ဆူလာမနီစီရီယောနတ်တိုစီဝေယာသူဓမဓမာယောနတ်တိုအပန်းဖြေယာပင်လေကတိပင်နေပဒုကံပါလာမြာကြောက်ဖြာတို့ပဲဖြစ်ပါယ်တာရိဏနတ်တက်ကတော့နတ်နှစ်တထောင်ဖြစ်ပါယ်လူနှစ်တရားဟာ နတ်တို့ရဲ့တရက်ဖြစ်ပါယ်အောက်ဆုံးနတ်ပြည်နှစ်ထက်ရဲ့စီစိမ့်တွေက လူဘုံရဲ့စီစိမ့်ကဘလောက်တောင်တာလွန်နေပြီလဲဆိုတာ စဉ်းစားကြည့်လို့ရပါတယ်။ဒီထက်ပိုမိုးတဲ့စီစဉ်ချမ်းသာရင်းနဲ့ပြည့်စုံနေ။ကောင်းငင်ရဲ့နှက်ပြီလေးတဲ့ထဲကနောက်ထပ်နှက်ပြီနှစ်ခုအကြောင်းကိုဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါလားရှင်။တာရင်သာနှက်ပြီရဲ့အထက်ကောင်းငင်ရဲ့မှာတရှိရဲ့တတရနှက်ပြီကတော့ရာမာနှက်ပြီပဲဖြစ်ပါတယ်။ရာမာရဲ့အတိတ်ဘေးကတော့ဆင်းရဲဒုက္ခအလုံးမှကင်းဝေးပြီး စိတ်ချမ်းသာစွာနေထိုင်ရတဲ့နေပုံဖြစ်ပါယ်။ဒီနေပြည်မှာသူရမနမင်းကြီးကအဆူရပါယ်။ရမနေပြည်ဟာကောင်းကင်ရမတရှိရာဖြစ်လို့နေလာတို့နဲ့ကွေးကွာပြီးအမြဲတမ်းအလင်းရောင်ထွန်းပါနေတဲ့ဘုံဖြစ်ပါယ်။ရမနေတွေဟာသူတို့ရဲ့စီးစိမ်တွေကို ကိုယ်တိုင်ဖန်တီးစီရမလို့ပဲအသင်အတိုင်းခန်းစားရတာဖြစ်လို့အလွန်တရားလှပပါယ်။ရမနေတက်ကတော့ နှစ်နှစ်2000ဖြစ်ပါတယ်။လူနှစ်200ဟာနှစ်တို့ရဲ့တရက်ဖြစ်ပါတယ်။နှစ်ပြီ6ထက်တည်းမှာစရုဒ္ဓမြောက်ဖြစ်တယ်။သူရိတာနှစ်ပြီဟာထူကြတဲ့အကြောင်းအရာများစွာနဲ့ပြည့်နှံ့နေပါတယ်။သူရိတာဆိုတာကရွှေမြူးဝမ်းမြောက်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဒီနှစ်ပြီမှာနေထိုင်ကြတဲ့နှစ်တွေဟာကြည်ကျမြင့်မြတ်တဲ့စီစဉ်ချမ်းသာတွေကြောင့်အမြဲတမ်းရှင်လန်းဝမ်းမြောက်နေကြပါတယ်။ သူရိတာနတ်ပြည်ကိုတန်တူတိတာနမင်းကြီးကအုပ်ချုပ်ပါတယ်။ဒီနတ်ပြည်ဟာဖះအလောင်းများစံမြန်းတော်မူရာနတ်ပြည်ဖြစ်ထင်ရှားပါတယ်။ဥပမာမြတ်စွာဘုရားရှင်ကိုရောတိုင်းဖះမဖြစ်မီ နောက်ဆုံးဘုရားမှာပေတကေတုနတ်မင်းဖြစ်သူရိတာနတ်ပြည်မှာစံမြန်းခဲ့ပါတယ်။အဲ့ဒါအပြင်ဖះရှင်ရဲ့မေတော်ဖြစ်ခဲ့သူ မာယာဒေဝီလိုမျိုးသူတော်ကောင်းချို့လေဒီပုံမှာစံမြန်းလေးရှိကြပါတယ်။သူရိတာနတ်သက်ကတော့နတ်နှစ်၄00ဖြစ်ပါတယ်။လူနှစ်400ဟာနတ်တို့ရဲ့တရက်ဖြစ်ပါတယ်။ကြည့်ရှုနာစင်သူအပေါင်းတို့ရှင်။အခုဆိုရင်နတ်ပြည်ရဲ့အထွတ်ထိပ်လို့ဆိုနိုင်တဲ့အထက်ဆုံးနတ်ပြည်နှစ်ထပ်အကြောင်းကိုဆက်လက်သိရှိကြရမှာဖြစ်ပါတယ်။နတ်ပြည်အစင်းမြင့်လေးလေး စီးစိမ်ကပုံမူတာလွန်လေးလေးဖြစ်ပြီးမျက်တို့ရဲ့စွမ်းအားကလည်းပုံမူကြီးမားလာလေးဖြစ်ပါတယ်။ပစ္စမမြောင်နှက်ပြီးကတော့နေမနရတီနှက်ပြီးပဲဖြစ်ပါတယ်။ဒီနှက်ပြီးမှာနေထိုင်ရတဲ့နှက်တွေရဲ့အဓိကထူးခြားချက်ကတော့နေမနာဆိုတဲ့အတိုင်းမိမိတို့လိုချင်တဲ့စီးစိမ်တွေကိုမိမိကိုယ်တိုင်ဖန်ဆင်းပြီးမွေးလျော်နိုင်ကြခြင်းပဲဖြစ်ပါတယ်။ဒီနှက်ပြီးကို နေမိတာနတ်မင်းကြီးကအစိုးရပါတယ်။သူတို့ဟာအောက်ဘုံကနှက်တွေလိုအမြဲတမ်းရှိပြီးသားစီစဉ်ကို ခံစားတာတက်ကိုစိတ်ကြိုက်ပုံတရံအတန်းအနတ်စသည်တို့ဖန်ဆင်းကခံစားကြတာကြောင့်အခြားနှက်တွေတက်ပုံမှုထူးကြတဲ့နှက်စီစဉ်ကို ပိုင်ဆိုင်ကြပါတယ်။နေမာနရတိနှက်သက်ကတော့နှက်နဲ့၈၀၀၀ဖြစ်ပါတယ်။ လူနှစ်ရှိရာဟာနတ်တို့ရဲ့တရက်ဖြစ်ပါတယ်။နတ်ပြည်၆ထက်ရဲ့အထက်ဆုံးနဲ့နောက်ဆုံးနတ်ပုံကတော့ပရနိမိတာဝတ္တဝရီနတ်ပြည်ပဲဖြစ်ပါတယ်။ဒီနတ်ပြည်ရဲ့စီစဉ်ဟာ အထက်နတ်ပြည်တွေတက်တောင်းပုံမူတာလွန်ပါတယ်။ဒီနတ်ပြည်ကိုဝတ္တဝရီမနမင်းကိုပရနိမိတာနတ်မင်းကြီးကအစိုးရပါတယ်။သူတို့ရဲ့ထူးခြားချက်ကတော့ပရဆိုတဲ့အတိုင်း မိမိတို့ကိုယ်တိုင်ဖန်ဆင်းစရာမလိုပဲအခြားနတ်များကဖန်ဆင်းပေးရင်စီစဉ်တွေကိုလိုသလိုခန်းစားမွေးလျော်နိုင်ကြခြင်းပဲဖြစ်ပါတယ်။နတ်စီစဉ်ရဲ့အထွတ်အထိပ်ဖြစ်ပါတယ်။ပရနိမိတဝတ္တရိနတ်တကရောနတ်နှစ်16000ဖြစ်ပါတယ်။လူနှစ်1600ဟာနတ်တို့ရဲ့တရက်ဖြစ်ပါတယ်။ခြုံငုံကြည့်ကြမယ်ဆိုရင်နတ်ပြည်6ထပ်ဟာလူပုံတက်တာလွန်နဲ့စီစဉ်တွေနဲ့ အလွန်ရှည်လျားတဲ့နတ်သက်တမ်းတွေကိုပိုင်ဆိုင်ကြပါတယ်။နတ်ဘုံကိုရောက်ရှိရခြင်းအကြောင်းရင်းကတော့အလူတန်းပြူခြင်း၊သီလစောင့်တည်ခြင်း၊ပွားများခြင်းစတဲ့ကုသိုလ်ကောင်းမှုများကြောင့်ပဲဖြစ်ပါတယ်။နတ်ပြည်ရဲ့စီစိမ်တွေဟာကာလရှည်ကြပေမဲ့လည်းဘဝတစ်ခုပဲဖြစ်တဲ့အတွက်အမြဲတည်မြဲနေမှာတော့မဟုတ်ပါဘူး။ဒါကြောင့်ဗုဒ္ဓမြတ်စွာဘုရားက နိဗ္ဗာန်ချမ်းသာကိုသာ အဆုံးစွန်ပန်းတိုင်ဖြစ်ရှုမှတ်ဖို့ဟောကြားတော်မူခဲ့ပါတယ်။ကြိရှုနာစင်သူ အပေါင်းတို့ရှင်။နတ်ပြည်၆ထက်အကြောင်းဘုသူတ္တရရရှိကြလိမ့်မယ်လို့ယုံကြည်ပါတယ်။နာစင်ကြိရှုပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်ရှင်။အသက်အသက်တော့စိတ်ဝင်စားစရာဘုသူတ္တအကြောင်းအရာများကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်အားပေးပါအောင်လို့ဖိတ်ခေါ်ရင်း like and subscribe ปุ่มนี้เลยในตัวปีชาบ้างเนาะ